အကဲပါမမတို့ပေါ့နော်အာဒီမမတို့နှစ်ယောက်လုံးအာတတ်ထက်ဆုံးပေါင်းဖက်နိုင်သွားပါစေဟိုလားဆုတောင်းပေးပါတယ်ဟိုလားတော့နောက်ထပ်မင်္ဂလာပွဲတစ်ပွဲကြာရင်ဟိုလားတို့သမီးရန်လုပ်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ပရိသတ်တွေလည်းအဲစောင့်ကြည့်ပေးပါအောင်လို့ဟုတ်ဟိုလားတို့ကကြတော့ဟိုဟာဆူလျားရစ်ပတ်အဲအဲ့ဒီပွဲလေးပေါ့အဲ့ဒီပွဲလေးမှာဟိုလားတို့သမီးရန်လုပ်လုပ်ရမှာပေါ့နော်မမရဲ့လုပ်ကိုလုပ်ပေးချင်လွန်းလို့ တခြားလူညာလို့တယ်ဘာလုံးမှလက်မခံသားပါဘူးအဲ့လိုကားရိုက်တယ်လဲအဲ့ရမှာလာတဲ့ဟာတွေဆိုလဲမလုပ်ထားပါဘူးဗောနော်မဟိုးရှေ့2လ3လတွေကမမကျူကျူပြီးတော့ပြောထားတယ်ဆိုတော့လေအဲ့ရှိတဲ့လုပ်တွေအကုန်လုံးအဲ့ရမှာဖဲဖဲထားပြီးတော့အမကိုချစ်တဲ့စိတ်နဲ့ကူညီပြီးကူညီပေးသွားမှာပါโอเคပါမမတို့ဗောနော်အဲဒီမမတို့နှစ်ယောက်လုံး အဲတတ်ထက်ဆုံးပေါင်းဖက်နိုင်သွားပါစေဟိုလားဆုတောင်းပေးပါတယ်ဟိုလားတော့နောက်ထပ်မင်္ဂလာပွဲတစ်ပွဲကြာရင်ဟိုလားတို့သမီးရန်လုပ်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ပြည်သက်တွေလည်းအဲစောင့်ကြည့်ပေးပါအောင်လို့ဟုတ်ဟိုလားတော့ကြတော့ဟိုဟာစူလျားရစ်ပတ်အဲ့ဒီပွဲလေးပေါ့အဲ့ဒီပွဲလေးမှာဟိုလားတို့သမီးရန်လုပ်လောက်အောင်မပေါ့နော် မမရဲ့အလုပ်ကိုလုပ်ပေးချင်လွန်းလို့တခြားလူညာလို့တယ်ဘာလို့မှလက်မခံတာပါဘူး အဲ့လိုကားရိုက်တွေလည်းအဲ့ဒီမှာလာတဲ့ဟာတွေဆိုလည်းမလုထားပါဘူးဗောနော်။မဟိုးအရှိနှစ်လသုံးလတည်းမမကြိုကြိုပြီးတော့ပြောထားရဲဆိုတော့လေအဲ့ရှိတဲ့လုပ်တွေအကုန်လုံးအဲ့ဒီမှာဖဲဖဲထားပြီးတော့အမကိုချစ်တဲ့စိတ်နဲ့ကူညီပြီးကူညီပေးသွားမှာပါ။ မမစိတ်ကောင်းရှိရယ်စိတ်ကောင်းရှိရယ်ဟိုအေဂျင့်နေပေါ့နော်သူကပြိုင်ဆိုင်လို့တဲ့စိတ်တွေအဲ့လိုမျိုးစိတ်တွေမရှိဘူးအာအကြီးပိတာရယ်ပေါ့နော်ဟိုလာအမမလိမ့်မော်တီလို့ပဲဟိုဘယ်လိုပြောမလဲအဲ့လိုရွယ်လူတွေဆိုတော့ဟိုလာကို့အမလို့ပဲစိတ်ထဲမှာသဘောထားရယ်ပေါ့နော်အခုလို့အမပြောရှင်နေရတွေ့ရလဲပျော်ရယ်ပေါ့နော်ဟိုလာအမကကြတော့မမဆိုးပြေလို့ မျိုးလုံးနဲ့မှမမြင်တော့ဘူးတေးလို့ပဲမြင်နေတယ်ပေါ့နော်တငယ်ချင်းကိုတငယ်ချင်းတေးလို့ပဲမြင်ဒါမှမမနဲ့ဝလာနဲ့အသက်ရွယ်ကအားဖြင့်အများကြီးကွာပါတယ်မမလိမ်မော်နဲ့ဂျာမာကိုလာလို့အမအရွယ်ပေါ့နော်ဒါမှမမနဲ့တငယ်ချင်းလို့တရုတ်စာနဲ့ခါကြအမလိုမျိုးရောအမလိုမျိုး respect တစ်ခုထားရတယ်တငယ်ချင်းလိုမျိုးခင်နေချစ်တယ်ပေါ့ဟုတ် ဟုတ်ကဲ့အဲ့ဒါလေးကတော့ bridal shower နေ့လေးကကြာတော့အဲ့ ဟိုမင်္ဂလာဆောင်မဟုတ်ဘူးပေါ့နော်ပရိသတ်တွေကမင်္ဂလာဆောင်နဲ့နည်းနည်းမှာွာအဲ့ဒါမမမေလေးပါတယ်မမရွှေသမီးမမယတနာဘူတို့လာတို့အဲ့ဒါတို့လာမမဆန်နေမြင့်နှွေရပေါ့နော် မတီးရအကူညီတောင်းတာပါအဲ့ပွဲလေးရှိတယ်ညီမလေးကူညီပေးနိုင်လားဆိုတော့အဲ့ပွဲလေးမှာလည်းကူညီပေးတာပေါ့နော်အလုံးဟိုအရွယ်တူလေးလိုမျိုးဖြစ်နေတာပေါ့နော် မမမေလေးရဟိုလာမမရွှေသမီးအဲ့လိုရွယ်တူလေးဖြစ်နေတော့ဝတ်စုံလေးနဲ့ကြည့်လို့အရန်ကောင်းသွားပေါ့နော်အဲ့အဲ့ပွဲလေးလည်းတော်တော်လေးပောက်တယ်ပေါ့နော်တော်တော်လေးပောက်တယ်အရှိရကိုကိုကြီးဟို လက်ထောက်ခွင့်တောင်းတဲ့ပွဲဆိုလို့ရှိရင်အဲ့ဒါကြတော့ဟိုကိုကြီးဟိန်ဝေရန်စီစဉ်တာပါအဲကိုကြီးကဟိုလာတို့ဖုန်းဆက်ပြီးကိုကြီးကိုယ်တိုင်ဆက်တာပေါ့နော်အမမဆိုပြည့်မွေးနေ့မှာမမမတိအောင်လက်ထောက်ခွင့်တောင်းမယ်အဲ့လိုမမကိုပျော်အောင်လှုပ်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့အနုညာမှာအရင်အများကြီးမပါပါဘူးအဲ့တော့နည်းနည်းဖိတ်တဲ့ခါကျတော့ကိုကြီးကိုယ်တိုင်ဖုန်းဆက်တော့လန့်သွားလန့်သွားကိုကြီးဖုန်းနဲ့မလဲဝေလာမှာမရှိဘူး ဟိုကိုကြီးဟင်းဝင်းရံမှာမမဆိုပြီးမွေးနေ့ကိုပြောအောင်ပေါ့နော်လှုပ်ပေးချင်တာပေါ့နော်ချစ်တာပေါ့နော်ချစ်တတ်မှုကြီးပေါ့နော်ဟာအဲ့နာယူတရဟာကိုကြီးကိုကြီးဟုတ်ကဲ့ကဲ့လို့သမီးလာပါမယ်ပေါ့နော်အဲ့လိုမျိုးမမရဲ့တခင်တဲ့သူတွေဘယ်သူရှိလဲကိုရအဲ့လိုလိုက်ပြီးတော့ဟိုဖြစ်ပြရသူကိုရိုင်းဖုန်းဆက်တယ်ဆိုတော့အရင် surprise ဖြစ်သွားအဲ့ဒါမှတိလိုက်ရအာကိုရအရင်ချက်တက်ပါလားသူရဲ့ချက်သူပျော်ရွှင်မှုအတွက်ကိုဗောနော်အားလုံးစီစဉ်ပြီးတော့လှုပ်ပေးသားတာဆိုတော့လေဟုတ်တကယ်ဟိုသဘောကျတဲ့အစုံလဲပါဟုတ် โอเคပြောပါတယ်မရဲ့မင်္ဂလာပွဲတပွဲပြီးတပွဲဟိုပုံလေးလည်းတက်လာပြီဗောနော်အကုန်လုံးအရန်လာတယ်နှစ်ယောက်လုံးကဟို visual အရန်ချောတဲ့အခါကျတော့အမလည်း visual အကောလည်း visual ဆိုတော့နှစ်ယောက်လုံးကလုံးဝအချောချောလည်းဘလို့ပဲជីជីဘယ်ဘက်ကជីជីဗောနော်နှစ်ယောက်လုံးအရန် live ဖတ်ပြီးတော့တင့်တယ်ပြီးအရန်ချောနေကြတယ်ဗောနော်အဲ့လိုမျိုးဟုတ်ဟိုတကယ်လို့တာတမီဆိုရင်လည်းအရန်ချောင်းမယ်လို့ခံမှန်းရတယ်ပေါ့နော်ဆိုတော့သဘောကျပါတယ်နှစ်ယောက်စလုံးဟုတ်ကဲ့ 接着吧。